မင်္ဂလာညချမ်းလေးပါရှင်မြို့တော်ရဲ့ဇူလိုင်လ၁ရက်နေ့သတင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမကတော့ရင်လဲ့လဲ့ထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းလေးကတော့ဆိုရှယ်မီဒီယာပေါ်မှာစစ်ကောင်စီကိုဝေဖန်ပြောဆိုနေသူတွေကိုစောင့်ကြည့်ဖမ်းဆီးနေတဲ့သတင်းရေကောက်ဘွဲဝင်ပြီးအစိုးရရာထူးရယူလိုတဲ့စစ်ဖက်ရက်ဖက်အရာရှိကြီးများစီရင်နေပြည်တော်ကကကြီးကတောက်ခံထားတဲ့သတင်းဘလုံးတော့ကန်တဲ့လူငယ်တအူးကိုစစ်ကောင်စီတပ်ကအကြောင်းရင်းမရှိဘဲပြစ်တက်သွားတဲ့တဲ့ ိုဗစ် -19 အတီးပြူလူနာသစ်16ဦးထပ်မံတွေ့ရှိကြောင်းစစ်ကောင်စီထုတ်ပြန်တဲ့သတင်းရောဒေတာမှဂိတ်ဖြတ်တံခွေအဆမတန်ပေးနေရတဲ့သတင်းပေတုံတန်ရှင်တော်ဘက်ထိုင်းဝင်ကြီးချုပ်ယာရုကနေဆိုင်းငန်းခံထားရတဲ့တည်။အေဗီရောမာဒေါ်နယ်ထွန်းနဲ့ဗင်ဂျမင်နေတန်ယာဟုတို့တွေ့ဆုံမှုရှိတဲ့တည်။အဆရှိတဲ့တည်တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဆိုရှယ်မီဒီယာပေါ်မှာစစ်ကောင်စီကိုဝေဖန်ပြောဆိုနေသူတွေကိုစောင့်ကြည့်ဖမ်းဆီးနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဘကူတိုင်းမင်းလာမြို့နယ်မှာဇွန်လ25ရက်နေ့မှာအမတ်ခွန်ရက်ကွက်ကအမျိုးသမီးတအူးကိုဆိုရှယ်မီဒီယာသုံးပြီးစစ်ကောင်စီကိုဝေဖန်လို့ဆိုကာနေအိမ်ကိုဝင်ရောက်စီးနင်းပြီးဖမ်းဆီးသွားတယ်လို့စုံစမ်းသိရှိရပါတယ်။ Facebook နဲ့ Telegram တွေမှာစစ်ကောင်စီကိုဝေဖန်ခဲ့တာကြောင့်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြားစေရန်ရည်ရွယ်ချက်နဲ့လူမှုကွန်ရက်မှာ post တွေတင်လို့ဆိုကာ ဖမ်းဆီးခဲ့တာလို့စုံစမ်းသိရှိရပါတယ်။မိကျော့ကိုရက်ကွက်ထဲဝင်ဖမ်းတာဖုန်းတက်ဘလက်တစ်လုံးပါတယ်လို့ကြားတယ်။ Telegram နဲ့ Facebook ပေါ်မှာစစ်ကောင်စီကိုဝေဖန်တိုက်ခိုက်လို့ဝင်ဖမ်းလာလို့ပြောတယ်လို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံတဦးကမြို့တော်ကိုပြောပါရယ်စစ်ကောင်စီကပြည်မျိုးရွာဘဲရက်ကွက်မှာလဲဇွန်လ20ရက်နေ့ကအမျိုးသားတဦးနဲ့အမျိုးသမီးတဦးကိုလည်းနိုင်ငံတော်အကြီးညိုပြက်စီမှုလို့ဆိုကဝင်ရောက်ဖမ်းဆီးခဲ့ပြီးတရားစွဲထောင်ချလိုက်တယ်လို့လည်းစုံစမ်းသိရှိရပါရယ် ပြီးမှလဲ Facebook ပေါ်မှာသူတို့မကောင်းကြောင် share ရင်ကိုမမှန်ရင်ဒလန်တွေကတိုင်တာပြီးတော့ရဲစခန်းတွေမှာဖမ်းဆီးဖို့လဲတီးတက်စီမံချက်စာဇွန်လတရက်နေ့ကလေးကရောက်ထားတယ်လို့နေရင်းတယောက်ကပြောဘူးတယ်မြူတိုင်းကိုစိုင်းကယ်စီမံချက်နဲ့မတိမ်မရင်မှရောက်လာတာလို့ပြည်မျိုးဒေသခံတအူးကမြို့တော်ကို ပြောပါတယ်စစ်ကောင်စီကသူတို့ကိုဝေဖန်တဲ့သူတွေကိုနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြားစေရန်ယူရပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာလှုံ့ဆော်ဝါဒဖြန့်နေလို့ဆိုကပုံမှန်905နဲ့တရားစွဲဆိုထောက်ချနေတယ်လို့သိရှိရပြီးစစ်ကောင်စီရဲ့ lobby ဖြစ်တဲ့ငါးမေးဆွေကိုလည်းပုံမှန်905ကကြီးနဲ့အလို့ချမ်းအပါထောင်နဲ့သုံးနှစ်ချခဲ့ပါသေးတယ်။ဘကိုတိုင်းထဲမှာအခုရက်ထဲနိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပြက်ပြားစေရန်ရည်ရွယ်ချက်နဲ့လူမှုကွန်ရက်မှာ post တွေတင်တယ်လို့ယူဆရတဲ့သူတွေကိုစောင့်ကြည့်ဖမ်းဆီးနေတာတွေအရင်ကထက်များလာတယ်လို့လည်းစုံစမ်းသိရှိရပါသေးရှင်။ ဒုတိယသတင်းတော့အနေနဲ့ရွေးကောက်ပွဲဝင်ပြီးအစိုးရယာလူရယူလို့တဲ့စစ်ဖက်အရက်ဖက်အရာရှိကြီးများစီရင်နေပြည်တော်ကကကြီးကတောင်းခံထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်စီရဲ့နေပြည်တော်စီယုံကကကြီးကစစ်ဖက်နဲ့အရက်ဖက်အရာရှိကြီးများတွေကရွေးကောက်ပွဲဝင်ပြီးအစိုးရယာလူရယူလို့တဲ့သူတွေစီရင်ကိုတောင်းခံလိုက်တယ်လို့စစ်ကောင်စီတပ်တွင်သတင်းရင်းမြစ်တွေထံကသိရှိရပါတယ်။အရင်ဆုံးရွေးကောက်ပွဲဝင်မှုအတွက်ကြန့်ခိုင်ရေးပါတီအနေနဲ့ကိုယ်စားလှယ်တွေရွေးပြီးမဲဆန္ဒနယ်တွေခွဲဖို့ဖြစ်နိုင်တယ်လို့ စစ်ကောင်စီတပ်တွင်းနဲ့နီးစပ်သူတွေထံကစုံစမ်းသိရှိရပါတယ်။2010ရွေးကောက်ပွဲကစပြီးရွေးကောက်ပွဲမတိုင်မီစစ်တပ်ထဲကအရာရှိကြီးတွေကိုသဘောထားတောင်းတာတွေရှိတယ်။အထူးသဖြင့်တော့စစ်တပ်အရာရှိကြီးတွေကဗမာမဟုတ်တဲ့တိုင်းရင်းသားတွေငွေရနဲ့တာဝန်ထမ်းဆောင်တဲ့ဒေသတွေမှာဩဇာရှိတဲ့သူတွေကိုရွေးပြီးသဘောထားတောင်းတာမျိုးပေါ့။အခုကအားလုံးကိုသဘောထားတောင်းတာမျိုးဖြစ်တယ်။စံခိုင်ရေးပါတီအနေနဲ့ကိုယ်စားလှယ်တွေရွေးပြီးမဲဆန္ဒနယ်တွေခွဲဖို့ဖြစ်နိုင်တယ်လို့ စ်ကောင်စီတပ်တွင်းနဲ့နှိဆက်သူတဦးကမြို့တော်ကို ပြောပါရယ်စစ်ကောင်စီကလာမယ့်ဒီဇင်ဘာလနဲ့ဇန်နဝါရီလတွေမှာပြုလုပ်မယ့်ရွေးကောက်ပွဲမှာကြက်ခိုင်ရေးပါတီကိုစားပြုပါဝင်ရှင်ပြိုင်မှုအတွက်ဆန္ဒပြုလိုတဲ့စစ်ဖက်နဲ့အရက်ဖက်အရာရှိကြီးစည်းရင်းတွေကိုစစ်ကောင်ဆောင်ကတောင်းခံထားပြီးသူကရွေးချယ်စီစဉ်မှာဖြစ်ပါရယ်ရွေးကောက်ပွဲဝင်ဖို့ဆန္ဒပြုတဲ့စစ်ဖက်နဲ့အရက်ဖက်အရာရှိကြီးတွေဟာလက်ရှိရာထူးတာဝန်တွေကနေအနားယူရမှာဖြစ်ပြီးရွေးကောက်ပွဲမတိုင်မီကြက်ခိုင်ရေးပါတီကိုဝင်ရောက်ရမှာဖြစ်ခါ ပါတီကတတ်မှတ်တဲ့မဲဆန္ဒနယ်ကနေရွေးကောက်ပွဲဝင်ရမှာဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်။စစ်တပ်ကနေထွက်ချင်တဲ့စစ်ဘက်အရာရှိကြီးတချို့အတွက်လည်းအခွင့်အရေးကောင်းဖြစ်တာမို့ရွေးကောက်ပွဲဝင်ဖို့ဆန္ဒပြုရမှာစစ်ဘက်အရာရှိကြီးတွေများနိုင်တယ်လို့စီရီယံဘုံမှုဆွေတော်ကမြို့တော်ကိုပြောပါတယ်။စစ်ကောင်းဆောင်ဟာအခုနှစ်မေလအတွင်းကစပြီးရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မှုဆန္ဒပြုလို့တဲ့စစ်ဘက်နဲ့အရက်ဖက်အရာရှိကြီးစီးရင်တွေကိုတောင်းခံနေတာဖြစ်ပြီးစစ်တပ်မှလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ကာဆတ်ထမှုအများစုနဲ့ ညွှန်မှုအများစုဟာရွေးကောက်ပွဲဝင်မှုအတွက်ကြံ့ခိုင်ရေးပါတီကိုကူပြောင်းမှုရှိနေကြောင်းလည်းစုံစမ်းသိရှိရပါတယ်။ဆရာနာသိန်းကာလအတွင်း2022ခုနှစ်အောက်တိုဘာလအတွင်းမှာကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးတန်းထေးကိုနှုတ်ထွက်စေခဲ့ပြီးစစ်ကောင်းဆောင်နဲ့နီးစပ်သူဥခင်ကြီးကိုပါတီဥက္ကဋ္ဌအဖြစ်ပြောင်းလဲခန့်အပ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီကာလမှာပဲစီရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးမျိုးစော်သိန်းကိုပါတီဒုတိယဥက္ကဋ္ဌတစ်အဖြစ်၎င်း ကာဆထလေကာဆထမူဒုတိယဘူချုပ်ကြီးအောင်စိုးကိုဗဟုအလုံးအမှုဆောင်နဲ့နိုင်ငံတကာရေးရာမှာကော်မတီတာဝန်ခံအဖြစ်၎င်းစစ်တပ်မှအချက်ချင်းအနာပေးကခန့်အပ်ခဲ့တာပဲဖြစ်ပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့ကိုဗစ် -19 အတီးပြူလူနာသေး16ဦးထပ်မံတွေ့ရှိကြောင်းစစ်ကောင်စီထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ကိုဗစ် -19 ရောဂါစောင့်ကြည့်မှုနဲ့ပတ်သက်ပြီးဇွန်လ22ရက်နေ့မှ29ရက်နေ့အထိတပတ်အတွင်းစစ်ဆေးမှုတွေအရာ ကိုဗစ် -19 ရောဂါဓာတ်ခွဲအတည်ပြုလူနာတဲ့16ဦးအထိတွေ့ရှိခဲ့ကြောင်းမနေ့ကဇွန်လ30ရက်နေ့ညပိုင်းမှာစစ်ကောင်စီကအတည်ပြုထုတ်ပြန်ထားပါတယ်။တပတ်အတွင်း2314ဦးကိုဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ပြီးအဆိုပါဓာတ်ခွဲစစ်ဆေးမှုများတဲ့ကကိုဗစ် -19 အတည်ပြုလူနာတဲ့16ဦးတွေ့ရှိခဲ့ကပိုးတွေ့ရှိမှုရာခိုင်နှုန်း3.69ရာခိုင်နှုန်းဖြစ်ကြောင်းစစ်ကောင်စီရဲ့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနကထုတ်ပြန်ထားပါတယ်။ လက်တလောအချိန်ထိပြင်းထန်လူနာအထူးကြက်မှတ်ကုသမှုပေးရတဲ့လူနာနဲ့ကိုဗစ်ရောဂါနဲ့သေဆုံးလူနာမရှိကြောင်းကိုဗစ် -19 ရောဂါကူးစက်ခံရပါကယောဂပြင်းထန်နိုင်ခြင်းနဲ့အသက်ဆုံးရှုံးနိုင်ခြင်းမြင်ပါတယ်အသက်60နှစ်နဲ့အထက်တက်ကြီးရွယ်အိုများစီးကျိုယောဂနာရာရှည်အဆုပ်ယောဂကင်ဆာယောဂရှိသူများကိုယ်အဆောင်ကာလ3လနဲ့အထက်ရှိတဲ့မိခင်လောင်းတွေအနေနဲ့ထပ်ဆောင်ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူကြဖို့ကိုလည်းစစ်ကောင်စီကတိုက်တွန်းထားတာကိုတွေ့ရပါတယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘလုံကန်သွားတဲ့လူငယ်တဦးကိုစစ်ကောင်စီတပ်ကအကြောင်းရင်းမရှိဘဲပြစ်တက်သွားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းစိတ်ဖြူမြို့နယ်မှာဇွန်လ29ရက်နေ့မနက်ပိုင်းကစစ်ကောင်စီတပ်ကလူငယ်တဦးကိုအကြောင်းရင်းမရှိဘဲပြစ်တက်သွားခဲ့တယ်လို့ပခုတ်ကုခရိုင်အမှတ်လေးတပ်ရင်းတပ်ခွဲတစ်ကဒီကနေ့မှထုတ်ပြန်ထားပါတယ်။စိတ်ဖြူမြို့နယ်ငချင်းကျောင်းကျေးရွာကနေကုန်းရွာဘက်ကိုဘလုံကန်မှုထွက်လာတဲ့လူငယ်တဦးကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးရင်ပြစ်တက်ခဲ့တယ်လို့ ပခုတ်ကုခရိုင်အမှတ်လေးတက်ရင်တက်ခွဲတည့်ရဲ့ထုတ်ပြန်ချက်အရာသိရှိရပါတယ်။အဲ့ဒီနေ့ကငချေချောင်းကြီးရွာကဖျားပွဲရှိတယ်။အဲ့ဒီမှာကလေးတွေကဘလုံးကံမှုသွားကြတာ။လမ်းမှာစစ်ကြောင်းနဲ့တွေ့လို့ပြန်အလဲဖုံးပြုတ်ကြလို့ဆင်းကောက်တဲ့အချိန်ပြစ်တက်လိုက်တာပဲ။ပြီးတော့အလောင်းကိုပစိုးနဲ့ထုတ်ပြီးယူသွားပြီးလမ်းမှာပြစ်ထားခဲ့လိုက်တာလို့ပခုတ်ကုခရိုင်အမှတ်လေးတက်ရင်တက်ခွဲတည့်ကဆိုထားပါတယ်။ တော်လေးတပ်ဖွဲ့တွေနဲ့လည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကအကြောင်းမဲ့ဝင်ရောက်ခါအသက်18နှစ်အရွယ်မောင်အောင်သူထွန်းကိုပြစ်တက်သွားတာဖြစ်ပြီးဒီကနေ့ဇူလိုင်လ၁ရက်နေ့မှာရုပ်အလောင်းကိုတကြိုဖို့ပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။စေဖြူဘက်ကစစ်ကောင်စီတပ်တွေကအဝင်အထွက်များတယ်။စစ်ကြောင်းမကြာခဏထိုးတယ်။အင်အားအများအပြားနဲ့စစ်ကြောင်းထိုးလာရင်ဒေသခံပြည်သူတွေကပြေးကြရှောင်ကြရတယ်။ဘာမှမဖြစ်ပါဘူးဆိုပြီးကြံနေခဲ့တဲ့သူတချို့ဆိုအဖမ်းခံရတာတွေလည်းရှိတယ်လို့ ဒေသခံတအူးကမြို့တော်ကိုပြောပါရယ်စစ်ကောက်စီတပ်ကပြည်သူတွေကိုရန်သူလို့တတ်မှတ်ခါရက်ဆက်စွာတပ်ဖြတ်နေတာဖြစ်ပြီးပြည်သူတွေအနေနဲ့အသွားအလာအထူးကယူဆိုင်ကြဖို့ ਨੇ အထူးသဖြင့်ចောင်းရွာ၊ကုန်းရွာ၊ငချင်းចောင်းရွာ၊ကြည်ပြင်းရွာတွေဟာမကြာခဏအင်တာနက်လိုင်းပြတ်တောက်နေတာဖြစ်တဲ့အတွက်အထူးကယူဆိုင်ကြဖို့ကိုလည်းအသိပေးထားပါရယ်စိတ်ဖြူစောလန်းနဲ့ပသိမ်မုံရွာလမ်းကြောင်းမှာရှိတဲ့ငချင်းចောင်းကြီးရွာဟာစစ်ကောက်စီတပ်ရဲ့မကြာခဏစစ်ကြောင်းထိုးတာခံရပြီး2024ခုနှစ်နှစ်ဆန်းပိုင်းကလည်း အင်ဂျီပေါင်း20ကျော်မိရှုဖြက်စီးခံခဲ့ရတဲ့ကြေးရွာတွေဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်တာသတင်းတပုတ်အနေနဲ့ရောဒေတာမှာဂိတ်ပြတ်တန်ခွင့်အစမတန်ပေးနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းရောဒေတာကတော်လိုင်းအင်အားစုတွေရဲ့ဂိတ်တွေမှာဂေကြီးတွေအစမတန်ပေးနေရတယ်လို့ဒေတာခန်နေထံကစုံစမ်းသိရှိရပါတယ်။ရောနယ်ကိုစစ်ကောင်စီကကုန်စီစီးဆင်းမှုလမ်းကြောင်းတွေအကုန်နှီးပါပိတ်ထားတယ်လို့ စစ်ကောင်စီဂိတ်မရှိတဲ့လမ်းကြောင်းကတည်လာရင်လေတော်လည်းအင်အားစုတွေရဲ့ဂိတ်တွေမှာအခွန်အခအများအပြားပေးဆောင်နေရတယ်လို့စုံစမ်းသိရှိရပါတယ်။အဓိကတော့73စီတည်ရင်အခွန်အခတွေပို့ပေးရတယ်။ဂိတ်တစ်ခုဆိုရင်ဓာတ်စီစီပေပါတစ်လုံးကို2000ကျော်တောင်းနေပြီးတော့အဖွဲတစ်ခုကိုဂိတ်တစ်ခုဆိုတော့မြို့နယ်တစ်ခုထဲမှာတင်ဂိတ်က10ခုလောက်ရှိတယ်။ဂိတ်တိုင်းအခွန်အခပေးနေရတော့ကုန်စီတွေကဈေးပိုကြီးနေတယ်လို့ဒေသခံကုန်တယ်တအူးကမြို့တော်ကိုပြောပါတယ် လက်ရှိအချိန်မှာရောနဲ့တောင်ပိုင်းမှာတက်စီတလီတာကို4500 5000ဝန်းကျင်ပေးဝယ်နေရပေမဲ့ရောနဲ့မြောက်ပိုင်းမှာတက်စီတလီတာကို8000ဝန်းကျင်ရှိတယ်လို့စုံစမ်းသိရှိရပါတယ်။စီပေပါတစ်လုံးကို2000ပဲထောင်။ကားကြီးတွေဆိုရင်စီပေပါအလုံး40လောက်တင်တယ်။အလုံး40ပါရင်ဂိတ်တစ်ခုထဲတင်8000ကုန်သွားပြီလို့နောက်ထပ်ဒေသခံတအူးကမြို့တော်ကိုပြောပါရတယ်။ အခုလိုဈေးကွက်ဟာချက်များလွန်းတာကလမ်းမှာဂိတ်ကြီးတွေအများအပြားပေးဆောင်ရတာကြောင့်ဖြစ်တယ်လို့ဒေသခံတွေကပြောဆိုနေကြပြီးလက်ရှိအချိန်မှာမိုးရင်းကာလဖြစ်တာကြောင့်လမ်းကြောင်းတွေအဆင်မပြေတာတွေလည်းရှိတယ်လို့စုံစမ်းသိရှိရပါတယ်။စီပေပါတွေအပြင်တခြားကုန်စည်တွေတည်ယူလာရင်လည်းအခွန်အခတွေပေးဆောင်ရတယ်လို့သိရှိရပြီးရောနဲ့ဒေသထွက်စံစဘာတွေကိုရောနဲ့အတွင်တည်ယူရင်တောင်ဂိတ်တွေမှာအခွန်အခပေးဆောင်ပြီးမှသာတည်ယူခွင့်ရတယ်လို့သတင်းရင်းမြစ်တွေထံကနေစုံစမ်းသိရှိရပါတယ်။ ရောဒေသကို73စီတည်ယူခွင့်စစ်ကောင်စီကပိတ်ပင်ထားပြီးရောနယ်ရှိစစ်ကောင်စီဂိတ်တွေကိုမတိပဲဖြတ်တန်းသွားလာမိရင်စီပေပါတွေအပြင်ကားကိုပါတိတ်ဆီးတာတွေလည်းရှိတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပီတုံတန်ရှင်နာဝတ်ထိုင်းဝင်ကြီးချုပ်ယာရုကနေဆိုင်းငံ့ခံထားရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးဟာထိုင်းဝင်ကြီးချုပ်ပီတုံတန်ရှင်နာဝတ်ထရာကို ရာထူးတာဝန်ကနေဆိုင်ငံ့မှုဒီကနေ့မှာအမိန်ထုတ်လိုက်ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့တယ်လီဖုန်းအသံဖိုင်ပေါက်ကြားပြီးနောက်မှာဝန်ကြီးချုပ်ပေတုံတာဟာမယူတော်မှုနဲ့ကျင်းဝတ်ဆန်နှုံးတွေချိုးဖောက်တယ်လို့ဆိုကာလွှတ်တော်အမတ်26ရောက်ရဲ့တိုင်ကြားချက်ကိုလက်ခံရရှိခဲ့တယ်လို့တရားရုံးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဝန်ကြီးချုပ်အပေါ်ကြားနာမှုတွေကိုတရားရုံးကလုံဆောင်နေချိန်မှာတော့ ဒုတိယဝန်ကြီးချုပ်ကနိုင်ငံကိုဥဆောင်มาဖြစ်ပြီးယာရူးတာဝန်ရက်ဆိုင်မှုနဲ့ပတ်သက်ပြီးထိုင်းဆိုရကတော့အမှတ်ချက်တစုံတရာပေးတာမရှိသေးပါဘူး။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့ပေတုံတန်တို့တယ်လီဖုန်းဆက်သွယ်ပြောဆိုရမှာထိုင်းဝန်ကြီးချုပ်ဟာဟွန်ဆန်ကိုဥလေးလို့ခေါ်ဝေါ်ခဲ့ပြီးထိုင်းနေဆက်တိုင်းမှုတယောက်ကိုလည်းဝေဖန်ခဲ့တာကြောင့်သူမရဲ့ညွန်ပေါင်းအစိုးရအဖွဲ့ NRC ပါတီတခုနှုတ်ထွက်သွားခဲ့တဲ့အထိဖိအားတွေဖြစ်လာခဲ့တာပါ။ မကြခင်မှာလဲဝင်ကြီးချုပ်ပေတုံတန်းကိုအတိုက်ခံပါတီတွေကပါလီမန်မှာအယောအကြီးမရှိအဆိုတင်သွင်းပြီးယာရုကနေဖြုတ်ချဖို့ထပ်မံကြိုးပမ်းလာဖွယ်ရှိကြောင်းစောင့်ကြည့်လေ့လာသူတွေကပြောဆိုထားပါတယ်ဝင်ကြီးချုပ်တာဝန်ဆဲလာအတွင်ဝင်ကြီးချုပ်ရင်ဆိုင်နေရတဲ့အခြေအနေဟာ2000ခုနှစ်ကတည်းကထိုင်းရွေးကောက်ပွဲတွေကိုလွှမ်းမိုးခဲ့တယ်။ဝင်ကြီးချုပ်တပ်စင်ရဲ့ဖြူထိုင်းပါတီအပေါ်ထောက်ခံမှုကြဆင်းလာတာနဲ့အင်အားရုတ်ရော့လာတာကိုထင်ဟနေတယ်လို့အကဲခတ်တွေကသုံးသပ်ထားတာပဲဖြစ်ပါရဲ့ရှင်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အင်ဖီရိုမာဒိုနေထရနဲ့ဘင်ဂျမင်နေတန်ယာဟုတို့တွေ့ဆုံဖို့ရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။လာမယ့်ဇူလိုင်လ9ရက်နေ့မှာအမေရိကန်သမ္မတဒိုနေထရနဲ့အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုတို့ဟာဝါရှင်တန်မှာတွေ့ဆုံကြမှာဖြစ်ကြောင်းအမေရိကန်အခြေစိုက်မီဒီယာတွေကရေးသားဖော်ပြခဲ့ကြပါတယ်။ထရန့်ကဂါဇာမှာအပြစ်အခက်ရဲစဲရေးသဘောတူကြဖို့အစ္စရေးနဲ့အစ္စလာမ် ထရန့်ကဂါဇာမှာအပြည့်ခတ်ရဲစဲရေးသဘောတူကြဖို့အစ္စရေးနဲ့အစ္စလာမစ်အုပ်စုဟာမတ်တို့ကိုဖိအားပေးထားပါတယ်။အမေရိကန်သတင်း website SEO နဲ့အခြားဥရောပမီဒီယာတွေကလည်းအစ္စရေးနဲ့အမေရိကန်အရာရှိတွေရဲ့ပြောကြားချက်တွေကိုကိုးကားပြီးနေတန်ယာဟုဟာဇူလိုင်လ9ရက်နေ့မှာဝါရှင်တန်ကိုတောက်ရောက်ဖို့နဲ့အိမ်ပြည်တော်မှာထရန့်နဲ့တွေ့ဆုံမှုစီစဉ်ထားကြောင်းရေးသားဖော်ပြနေကြပါတယ်။နေတန်ယာဟုရဲ့လက်ထောက်တဦးဖြစ်တဲ့အစ္စရေးရဲ့မဟာဗျူဟာရေးရာဝန်ကြီးရွန်ထာမာက ထရက်အစိုးရရဲ့အစစ်မြစ်အရာရှိသည်တွေနဲ့အခုအပတ်မှာအင်ဖီရိုမှာဆွေးနွေးမှုတွေပြုလုပ်မှာဖြစ်ကြောင်းထရန့်နဲ့နေတန်ယာဟုတို့တွေ့ဆုံမဲ့တွေ့ဆုံပွဲကိုလည်းစီစဉ်နေကြောင်းအင်ဖီရိုရဲ့ပြောရေးဆိုခွင့်ရှိသူကယ်ရိုလိုင်းလီဘစ်ကဒီကနေ့မှာသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။လူမှုကွန်ရက်ပေါ်မှာထရန့်ကမနေ့ကဇွန်လ30ရက်နေ့မှာဂါဇာမှာသဘောတူညီမှုရယူကြပါလို့ရေးသားခဲ့ပါတယ်။ဒါပေမဲ့လည်းအစ္စရေးတပ်တွေကဂါဇာကိုဆက်လက်တိုက်ခိုက်နေကြတာပါ။ ဂါဇာမြောက်ပိုင်းကိုဒေသခံတွေကိုရွှေ့ပြောင်းဖို့အမေအစ်စ်တွေထုတ်ပြန်ပြီးမှတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။မြို့တော်ရဲ့နေစဉ်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေစဉ်တင်ဆက်ပေးမှာမို့မြို့တော်ရဲ့ Facebook page နဲ့ YouTube channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြချမ်းမှချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝ BN ရဲ့အသွေးအသွေးမှလည်းကင်းဝေးကြပါစေကြောင်း မြို့တော်ဖွဲ့သားများကစုဝင်ကောင်းတောင်းလိုက်ရပါတယ်ရှင်။